ကဲတရုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီသတင်းဌာနတွေကတက်လာပြီဘလို့မှမဖြစ်တဲ့အရာပြသူတို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတယောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိမ့်တဲ့အသွေးခေါ်အတိတ်ကမဲ့တဲ့အသွေးပဲဖြစ်နေတယ်နော်ဘလောက်ပဲကိုထောက်ကိုနဲ့စန့်ကျင်မဲ့အဖွဲက လူတယောက်ဖြစ်နေပါစေဒီလိုဥပဒေမဲ့လှုပ်တဲ့လှုပ်ရက်ဒီ ်ခံနေတဲ့သူတွေကိုပါစော်ကားတယ်ဆိုတာကိုသူတို့တွေတီးဖို့လိုတယ်။နော်အခုအတွေ့အကြုံရွေးကောက်ပွဲကိုသူတို့အတွေ့အကြုံရွေးကောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းတာတဲ့။လက်ရှိလူတရာကျော်သွားပြီ။နော်နောက်ဆုံး Facebook မှာအသေးလေးပေးတာလို့ဟာဟာလေးပေးတာဒီ Facebook မှာပေးတဲ့ဟာတော့မှလိုက်ဖမ်းတယ်ဆိုရင်တလောက်တော့ကြောက်နေလားလို့ပဲမေးချင်တယ်နော်။အဲ့တော့ရှင်းပါတယ်ဘာဖြစ်လို့ကြောက်တာလဲလက်ရှိမင်းအောင်ဆိုင်ကကျွန်တော်မြဲပြောသလိုပဲ အာနာသိမ်းထားတဲ့ရာဇဝတ်ကောင်ပါအဲ့တော့သူတို့ဒီလုံးဝပေါင်ဝင်မှုပေါင်ဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခေါက်ခေါက်ခါတော်ပြီးနောက်ဆုံးတရုတ်ကလုတ်တဲ့ပွဲကိုမင်းအောင်လိုင်ကိုဖိတ်လိုက်တယ်ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာမဟုတ်ပဲနဲ့စစ်တပ်ခေါင်းဆောင်အနေနဲ့လှမ်းဖိတ်တာဖိတ်လိုက်တော့မင်းတရုတ်ကသူ့ကိုပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရရင်အဲ့တော့တရုတ်ကပွဲထုတ်ပေးထားတဲ့အတွက်ဒီတရုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုချိန်နေဒါလို့လုံမယ်လို့မထင်ဘဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ ထင်မှတ်ထားတာအဲ့ဒီချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဖွင့်မရဘူးလို့ဆိုရှင်ရန်ရန်ပြီးအဲ့ဒီမှာတားဆိုင်လာပြီးပောက်ကွဲတာပောက်ကွဲပြီးတော့ဘာရီရှောက်လုပ်လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲ့ဟိုလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပါမယ်လို့ပြောတဲ့ဗဇက်ပောက်တယ် ကိုပဇက်ပေါ့လောင်ကိုတန်ဖိုးရှိရလားလို့ပြန်မေးခြင်းပါတီစုံဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်ပြီးရွေးကောက်ပွဲတွားတာဟောမင်းတို့ကမတွားခြင်းဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့လူတွေဒီလိုအပဲလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်စီထောင်ချတာပြည်သူတရားရော်သွားပြီအခုတရားဆောင်ဖွဲ့ဖွဲ့ဆိုတော့ဒါနိုင်ငံကျော်တရားဆောင်တရား သူကသူကြိုက်ချင်အားပေးမယ်။ချင်းချင်းလေးသူလည်းပြည်သူတွေကပြည်သူတယောက်ပဲ။သူမအားပေးတဲ့ဟာကိုဒီတို့ရဲ့ရွေးကောက်ပွဲအားမပေးရကောင်းများဖမ်းတယ်ဆိုတော့ဘယ်ဒလန်တော်လူမဆန်တဲ့လောက်ရက်တွေလုံနေတဲ့ကောင်းတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းမလဲ။လိုက်စာကြည့်ပါ။တော့အိမ်နီးနာချင်းထိုင်းနိုင်ငံဆက်ပြီးတော့နော်ဒလန်တို့အေးကိုနေမြောက်ကိုရီးယားကိုလာပြောမယ်။မြောက်ကိုရီးယားကမြောက်ကိုရီးယားခေါင်းဆောင်တွေဟာတီးသူကို ကဘာနဲ့အဆက်ဖြစ်သားပဲသူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိဆောက်ထားတယ်မြမစစ်တပ်ချင်းကြားလွယ်ပြီးတော့ပြည်တွင်းထဲကတူးမီးတဲ့ခြားတော့အခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေတိစောင်းခဲ့တဲ့အရာတွေပြန်မအောင်မိပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်တယ်ဆိုရင်တတ်မတော်ကိုတတ်မတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့နောက်ဥပမာဖိုးဝေးတည်င်းအဲဖိုးဝေးကိစ္စ ။ဝင်တက်လာပါပြီ။တရင်တက်လာပါပြီ။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးအတွက်မပူးပေါင်းလို့ဆိုပြီးတရုတ်ဆောင်ပွဲပွဲကိုစစ်အုပ်စုကဖမ်းဆီးသွားတယ်လို့လူပညာတိုင်းဝိုင်းကနေတည်ရပါတယ်။ပြည်ဦးလွင်မှာဇက်ကားရိုက်နေတဲ့ပွဲပွဲကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လူပညာလောကဓာတ်အချို့က PBS မျိုးကိုအတီးပြုတ်ပါတယ်။ပွဲပွဲဖမ်းခံရတာတော့တင်းကြတဲ့အလင်းရောင်ကိုတော့အတီးမပြုတ်နိုင်သေးဘူးလို့အမှုပညာလောကဓာတ်တခုကပြောပါတယ်။စစ်ကောင်စီအားပေးတဲ့တရီကရန် channel တွေမှာလည်း ရွေးကောက်ပွဲလှုပ်ဆော်ရေးအတွက်ခေါ်နေတာမလာတဲ့အကယ်ဒမီများရှင်မင်းသမီးလေးတည်ဦးတွင်မှာအခေါ်ခံလိုက်ရပါပြီလို့ရေးသားပြီးနိုဝင်ဘာ6ရက်မှာဝါရဖြန့်ချီနေတာတွေ့ရပါတယ်။ဒါအပြင်စစ်တပ် Telegram Channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီး campaign မှာပါဝင် campaign မှာပူးပေါင်းပါဝင်ပေးဖို့စည်းရုံးနေတာလို့ဆိုရတယ်။စစ်အုပ်စုကလူပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့် campaign မှာ နိုဝင်ဘာ9ရက်နောက်ဆုံးထပ်ပါဝင်ဖို့ညွှန်ကြားထားပြီးလူတိများတဲ့အမှုပညာရှင်တွေကအလင်းရောင်နဲ့ပွေးဝေးကနိုဝင်ဘာ9ရက်ညနေအထိဆက်သွယ်မရဘူးလို့စစ်တပ်မာဂန်ထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောပါလေကမ်ပိန်းမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုအာဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင်အခြားကိစ္စတွေနဲ့စေယုစုကရေးယူမှဖြစ်တယ်လို့ကြော်မျိုးမင်းကချိန်ချောက်ပြောဆိုထားပါလေစေယုစုကသူတို့စိတ်တိုင်းကြလောက်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက်အမှုပညာလောကက နာမည်ကြီးပြင်းဆောင်တွေကိုတုံးထားတဲ့ဝါရဖြန့်ဇကားကိုအော်တိုဘာနောက်ဆုံးပတ်မှာထုံးလွှင့်ခဲ့ပေမဲ့ပြည်သူတွေဘက်ကအမှုပညာရှင်တွေကိုဝေဖန်ဖြစ်တဲ့မှုတွေနဲ့အတူတပိတ်မှောက်တာဝိုင်းကော့နဲ့လူမှုရေးပြစ်ဒဏ်ခတ်တာဆိုရှယ်ပန်ရှမန့်တွေလုံလာကြပါလေ။ဒါကြောင့်စစ်တပ်လက်အောက်ခံပြည်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘာလ30ရက်မှာအမှုပညာရှင်အားလုံးကိုရေးပေါ်စည်းဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်အရေးယူမဲ့အကြောင်းထိန်းချုပ်ခဲ့ပါလေ။ စစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့်ဇက်ကားကိုဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတဲ့အကြောင်းပြချက်နဲ့လဲစစ်တပ်ကဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးကိုမတရားဖမ်းဆီးထားပါသေးတယ်။ဒီနေ့ည၈နာရီခွဲလောက်မှာစစ်တပ်ထောက်ခံတဲ့တရင်ဌာနတစ်ခုမှာတော့ဖွဲ့ဖွဲ့ပြန်လုပ်ပြီးအလင်းရောင်ထပ်အဖမ်းခံရတယ်လို့တရင်ဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုလူလူတွေဦးနေနဲ့အတိအကျပြုနိုင်ခြင်းမရှိသေးပါဘူး။ အချင်းကြရာကနေပြန်လွတ်လာပြီးဇကာတွေမရက်ကြောတဲ့အမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေအားလုံးကိုစစ်တပ်ကဝါရဖြန့်ဖို့ရိုက်ကူးမပေးရင်အေးအယူမယ်လို့ထိန်းချုပ်ပြီးနောက်မှာဒိုင်တာ1မိဘဝမင်းလွင်ထက်အောရတအင်နာကျော်စင်ပြည်သူစားတဲ့နာမည်ကြီးအမှုပညာရှင်တွေပါရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရှိရပါတယ်ကဲရှင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတိန်ကျုံပြီးတော့ နိုင်ငံစီနင်းပြုလိုက်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုတော်တော်လိုင်းရုပ်အရှိန်မြင့်ဖို့လိုအပ်ပါတယ်။နောက်ပြီးတော့စဉ်းစားကြည့်ပါဒီလိုမျိုးဝါဒပြန်ဇကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးကအဓိပ္ပာယ်ရှိလား။ကြားရတာနဲ့နေကျွန်တော်တို့ရောရှက်ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်ပေပေလောက်ကိုရှက်စရာကြီးနော်။ဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့လည်းပြောမတတ်ဘူး။ ဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမပေးဘူးလေဘယ်ကဘာမှလည်းမကြဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါတယ်ဆိုတဲ့ဟာမျိုးဘလို့တတော်ရီလည်းမတည်ဘွာငါဒီမြန်မာပြည်မှာတော့အောက်တန်းကြတဲ့ကောင်တွေဘလို့ဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရအောင်နော်အဲ့တော့ကျွန်တော်တို့ကဒီတော်လိုင်းရဲ့နိုင်မဖြစ်မယ်ဆိုတာစဉ်းစားကြည့်အခုမင်းအောင်နိုင်ရအာနာသိန်းနာအာနာမရသေးဘူးနော်တူးလက်ဖက်အာနာမရသေးဘူးတူးလက်တရားမဝင်သေးဘူး နော်ရှင်ချင်းပြောရင်မင်းရောက်နိုင် အနေထားစစ်တပ်ကခေါင်းဆောင်တယောက်ဖြစ်နေလို့လားဒါတော့အချိန်နဲ့တွားနေတာမင်းရောက်နိုင်ရရသဝက်ကောင်ဘဝရောက်နေပြီမြန်မာမာရောကဘာမာရောနှစ်ခုလုံးမှာရသဝက်ကောင်ဖြစ်နေတဲ့ကောင်ကြီးအဲ့ဒါလို့ကောင်ကြီးကခွေးကြကြလာတဲ့တနေ့အကုန်လုံးစမုံတုံးမှာနော်လောက်ထားအခုမင်းတို့မင်းရောက်နိုင်ရဒီစစ်တပ်ခေါင်းဆောင်ဆိုတဲ့အချိန်နဲ့ဒီစစ်တပ်ခေါင်းဆောင်အာနာတိတ်တောင်လှုပ်ရှင်နေလှုပ်မယ်ဆိုရင်မတော်လို့ တော်လှန်ရေးအပြောင်းလဲမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီရှိတော့ဘလို့ရင်ဆိုင်ကြမလဲအဲ့လားပြောတာနောက်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကလူတွေကိုလည်းပြောချင်ပါတယ်ဒါကတော့ NUG ပါဖြစ်ဖြစ်တိုင်းသား IAW ဖြစ်ဖြစ်ဒီတော်လှန်ရေးမှာ NUCC ပဲဖြစ်ဖြစ်စတဲ့ဖြစ်ပေါ့နော်ဒီခေါင်းဆောင်ဘိုင်းနေနဲ့အထူးသဖြင့် NUG ရဲ့စည်ရေးဌာနပေါ့နော်ဒါပေမဲ့စည်ရေးဌာနတစ်ခုတည်းကိုလည်းကျွန်တော်တို့ပုံချလို့မရဘူး ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာနိုင်ငံတကာရဲ့ဂျနီဗာကွန်ဗင်းရှင်းလို့အနိုင်ငံတကာစစ်ဥပဒေလို့စတဲ့ဖြစ်ဒါတွေကိုလေးစားလိုက်နိုင်ရတာလေကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘာလုပ်နေတာလဲဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ဘူးတော်လှန်ရေးလုပ်နေတာတော်လှန်ရေးလုပ်တယ်ဆိုတာတော်လှန်ရေးနိုင်ဖို့အဓိကကိုဥတည်ချက်ထားပါမယ်ဒါလေးကိုပြောက်လို့မရဘူးနိုင်ငံတကာစီးပင်းစည်းကမ်းတွေလိုက်နာတာလိုက်နာတာတကြောင်တော်လှန်ရေးနိုင်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးနေရာမှာထားပါမယ် နော်ဘာဖြစ်လို့ခါကြတဲ့ဒီတာဝန်ရှိတဲ့လူကြီးတွေကျွန်တော်စကားပြောရတဲ့ဟာမျိုးကြရင်ဥပဒေတွေကိုတအားကြီးအလေးပေးတယ်စာအုပ်ကြီးတိုင်းတအားဖတ်တယ်နော်စာအုပ်ကြီးတိုင်းတအားဖတ်တယ်အာတော်လိုင်းကြီးကဘယ်လိုစနစ်နဲ့လောက်ကတာဘယ်လိုဥပဒေနဲ့ဘယ်ဟာသွားလို့ဘယ်လိုဥပဒေနဲ့မညီဘူးလို့ဘယ်လိုလှုပ်ထုံးလို့ဒီမပါဘူးလို့လှုပ်ပိုင်ခွင့်မရှိဘူးလို့စတဲ့ဖြစ်ဒါတွေပေါ့ဒါလိုလှုပ်လို့မရဘူးလို့ဆိုတော့အဲ့ဒီစာအုပ်ကြီးအတိုင်းအတာတွေကိုကျွန်တော်ရှော့ဖို့လိုတယ်အခုတူတို့ဘက်ကကြည့်နော် တို့ဘက်ကရှင်းရှင်းလေးပဲကျွန်တော်အစအနေနှိုင်းရှင်ပြမယ်တုံပန်းလဲမယ်အခုတိုက်ပွဲတွေနှစ်ဖက်တိုက်ထားတာ9နှစ်ရှိပြီဗျာတုံပန်းလဲမယ်နော် PDF တွေဖမ်းမိထားတာစစ်ကောင်စီမှာဘယ်နှယောက်ရှိတယ်ဒီစစ်တပ်ကဖမ်းမိတာတော့ဒီစစ်တပ်ကကောင်တွေကိုဖမ်းမိတာတော့ဘယ်လောက်လဲတော့မပြောမတတ်ဘူးကျွန်တော်စင်းသွားတဲ့တနင်္လာနေ့တိုင်းမှာအဲ့ဒီထောင်မာတွေမနေသေးဘူးကရင်ဒီပါဆိုလဲဘုံကြီးနေမျိုးစင်းလို့ထောင်ထဲမှာစကားပြောနေတာအများကြီးပဲနော်ဒါအဲ့နှစ်ခုလက်တခြားတော့တိုင်းတဲ့ပြည်နယ်တွေတပုံကြီး အဒီထောင်းနေထောင်းနေမှာဘလောက်အောင်ရှိလဲမသိဘူးဆိုတော့ကို့ဘက်မှာကျတော့သူတို့အောင်ချီရမိတဲ့ကောင်တွေကိုအေးစင်စင်အမ်တွေးမွေးပြုစုပြီးတော့ပြည်သူလှူဒန်းတဲ့ရိတ်ခါတွေနဲ့မျိုးစော့ပြီးတွေးထားတယ်နော်သူတို့ဘက်မှာတုံ့ပန်းလဲမယ်ဆိုတော့ PDF ဖန်ထားတာတယောက်ရှိတယ်ရက်ွက်တဲ့ဘာမှမဆိုင်တဲ့ကလေးတွေကိုလိုက်ဖမ်းအဲလိုက်ဖမ်းပြီးတော့ပတ်စံနဲ့လာရွေးခိုင်းတယ်လာရွေးခိုင်းပြီးတော့ရွေးနိုင်တဲ့သူတွေကိုစိုင်းဖို့အနောက်ကနေချိန်တယ် အမ်ပီဒီအဲ့ဒီမိမရင်ဝင်ပြန်အနံ့ပါလေဆိုပြီးတော့အဲ့ဒီရောက်ွက်တဲ့ဖမ်းမိတဲ့ကလေးတွေကိုလက်မှတ်ထိုးခိုင်းမိမိတွေလက်မှတ်ထိုးခိုင်းပြန်ထည့်လိုက်တယ်။ပတ်စံနဲ့ဘေးရွေးခိုင်းတယ်။တိန်380 200 380 380ကနေစတာ။နော်အခုဆိုယာချီဖြစ်ကုန်။မယွေးနိုင်တဲ့ကောင်တွေကိုဗာလောက်တယ်အနောက်မှာထားတယ်ချုပ်ထားတယ်။ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဘဲကောင်တွေမဲပေါက်တယ်။မင်းတို့မဲပေါက်တယ်မင်းတို့သားထည့်မလား?နှားထည့်မလား?ဟာမတို့ကလည်းကျွန်တော်တတိမသားလေးဒီကြောက်ဝဲရှိဘလူးကမလိုက်ရှင်ဦးလေးသေတွင်းလေး။ သူတို့စစ်တပ်အောင်ထောက်ခံတဲ့ကောင်တွေတော့မသွားချင်ဘူး။ဘာလို့ပြေပြန်တိနေတာကိုမူရင်စီဝါဆွဲမှတိနေတာကိုဘွားပြန်မှတိနေတာကိုဆိုတော့အဲ့လမ်းကိုမထည့်ချင်ကြတော့ဘာဖြစ်လဲ။နှားထည့်ကြတယ်။ရော့လားသိန်း200ပေး။ရော့အစစ်စစ်။ခုနကဖမ်းပြီးမယွေးနိုင်တဲ့ကောင်တွေကိုထက်စစ်မှုထမ်းတဲ့ကိုဒီလူတွေလောက်နေတာလေ။အဲ့တော့ဒီစစ်ပြင်းပြင်းမှာဖမ်းပြီးတဲ့ PDF အရှင်မနေအောင်ယူတယ်။နီးမျိုးစုံနှိမ့်ဆက်တတ်ဖြတ်ပလိုက်တာကောင်တော့။ဒါကဒါတုံ့ပန်းကဏ္ဍနော်။နောက်တစ်ချက် အခုကျွန်တော်တို့ဘက်ကဒလန်နေဖမ်းတယ်ဒလန်နေဖမ်းတယ်ကျွန်တော်တို့ဘက်ကဖမ်းတဲ့ဒလန်နဲ့သူတို့ဘက်ကတနည်းပြစ်တတ်တဲ့ပြည်သူဘယ်ဟာများလဲတော်လန်ရေးဘက်ကတလဖမ်းတဲ့ဒလန်ခမားတို့ပြောတို့ဗျာအာဒလန်ဆိုပြီးတော့တတ်တာပေါ့ထအဲ့လိုထဒါပေမဲ့အဲ့ဒီတော်လန်ရေးအင်အားစုဘက်ကတနိုင်ခံလုံးမှာတလတိတိအေးယူတဲ့ဒလန်နဲ့ဥယျာဉ်နဲ့စစ်တပ်ဘက်ကတရက်ဘုံကျဲတဲ့ဥယျာဉ်ဘယ်ဟာများလဲမတင်ရတဲ့နေ့ပြည်သူရှိလား နော်ဒလန်ဒလန်အောင်းနေပေမဲ့ဒလန်တစ်နှစ်လုံးဖမ်းတက်ခါနဲ့လူကြီးဘယ်လောက်ရှိတယ်ဒလန်တက်လို့ထံကုန်တက်မှ၂ရောက်ပဲထိတာနော်ဒါပေမဲ့စစ်တပ်ကဘုံတစ်ခါကျဲဈေးကိုဘုံကျဲတဲ့စာတင်ကျောင်းကိုဘုံကျဲတဲ့ဆေးရုံဘုံကျဲတဲ့စစ်ဘေးရှောင်စခန်းဘုံကျဲတဲ့ရွာလေကောင်ဘုံကျဲချတယ်ဘာမှမဆိုင်တဲ့စစ်ရေးပြစ်မှတ်တွေဘုံကျဲချလို့အစုလိုက်အပြုံလိုက်ပေရတာဘယ်နှကြိမ်ရောက်ရှိပြီနော်အခုတော်လိုင်းရဲ့ဒီဒီအခုဒီဒီဘက်ဆိုရေချိန်ပုံမြင့်လာပြီနော် ဘာမှမဆိုင်တဲ့အခုဒိုက်တာမိုက်ဒီတို့ပါလို့နော်အုံတိုင်းဆိုလဲခွနင်းကပြောအုံတိုင်းနဲ့တော်လိုင်းနဲ့မမဟုတ်တာမန်ပြည်သူတွေပြည်သူပဲဒါပေမဲ့ခွနင်းကပြောသလိုစာလေးတစ်လုံးရေးလိုက်တယ်ဟာလူတယောက်ကိုဘဝပြက်အောင်ထောင်ထဲဖမ်းထည့်ပြစ်ထောင်ထဲမှာရှိတဲ့လူတက်တခေါမဒိန်ကောင်ကြီးကြတော့ဝင်လိုက်ထွက်လိုက်ဟမ်ထောင်ထဲမှာပြည်နေတယ်ဘလူကနိုင်ငံအတွက်ကောင်းစေခြင်းတို့ပြောဆိုတဲ့လူတွေအလုံးကိုထောင်ထဲပြက်အောင်ထည့်ပြစ်တယ်ဟမ်ကိုဘကလူတွေကြတော့ဘာဖြစ်တယ်တလန်တက်လာတော့မှအခုမျိုးပြပြောက်ကြတယ် နော်မြို့ပြပြပြအင်အားတွေဘာဖြစ်လို့မပြတ်နိုင်လဲနံပါတ်1မြို့ပြပြကြတဲ့နေရထိုင်ရအင်မတန်ခက်ခဲတယ်နော်အင်မတန်ခက်ခဲတယ်ရက်တည်မှုခက်ခဲတယ်ဘတ်ဂျက်ချောင်းမှုခက်ခဲတယ်ဒါပေမဲ့ပြင်းမတစ်ခုကိုစောင့်ကြည့်လို့တွေးတွေးရတယ်အဲ့ပြင်းမဘိုင်းလဲလို့လို့မရဘူးအစစ်စစ်တင်ရတယ်တင်တော့အပေါ်ဆုံးရောက်လို့ဟိုကလက်မခံဘူးဆိုရင်တွားမလုံးနဲ့တွားလုံးရင်ချက်ချင်းစစ်ကုန်ရုံးပို့ကန်တည်တယ်ဆိုတော့ကိုယ့်ဘက်မှာကအဲ့လောက်ထိချုပ်ထားရတယ်သူတို့ဘက်မှာကြတော့အသေးလေးပေးတာလာဖမ်းထောင်ခဲ့တယ်ဟာဟာပေးလာဖမ်းထောင်ခဲ့တယ် အခုရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမပူးပေါင်းလို့တဲ့စမ်းကျင်တာမဟုတ်နှောက်ရှက်တာမဟုတ်နော်မပူးပေါင်းလို့ဖမ်းမိထဲ့တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းထဲ့မယ်ဆိုမင်းတို့တနိုင်ငံလုံးဖမ်းထဲ့လိုက်ပြီကွာဟမ်လာတနိုင်ငံလုံးဖမ်းထဲ့ငါတို့ဒီမရောက်ပြီပါလာဖမ်းထဲ့လာဆောင်ရှင်းနေလဲမရှိကြအောင်ဒီလိုဟာမျိုးကိုငါတို့ဖက်တော်သားပါလို့အားပေးနေတဲ့အတန်းစားတွေကိုလည်းကျွန်တော်အံ့ဩလို့မဆုံးဘူးအကောင်းပြောတာပါဒါကြီးကလေသူတို့ကတော့တွေးလားမတွေးလားတော့မသိဘူး တားကြီးကမင်းတို့အားပေးနေတဲ့ဒူတွေကိုပါအခုလောက်ရက်တည်းစော်ကားတာပဲတလူလူမဆန်တဲ့လောက်ရက်ဥတရားမမျက်သားတဲ့လောက်ရက်ဥပဒေမဲ့လောက်ရက်တွေကိုလုံနေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဘက်အချမ်းမို့လို့အာမှန်တယ်လို့ဆိုလို့ရှိရင်တော့အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကသွားပြီနော်ဒါလေးပဲပြောချင်ပါတယ်အဲ့တော့ဖွေးဖွေးအခုလိုမျိုးလောက်တာဒီအင်မတန်လူမဆန်တဲ့စုပ်ပဲ့တဲ့လောက်ရက်ဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနိုင်ငံမှာဒီအာအနာယူတွေကိုဘယ်လိုနီးနေမှတိုင်းပြည်ထဲမှာ ခြေချဝင်အောင်မပေးတင်ဘူးเนาะကျွန်တော်နိုင်အောင်တိုက်တာဒီတော်နိုင်မယုံမရှိနဲ့နိုင်အောင်နိုင်လိမ့်မယ်ဘာဖြစ်လို့လဲ PDF တွေများလာတယ်ဘလို့ကြောက်တော်နိုင်အစမှာလက်သုံးဆောင်တောင်ဒီဆန္ဒပြတဲ့ချိန်မှာဒါပြည်သူအာဏာကိုပြန်ပေးလိုက်မယ်စစ်တပ်ကစစ်တမ်းများပြန်လိုက်မယ်ဆိုအခုလိုမျိုး PDF တွေပေါ်လာစရာအကြောင်းရှိလားအဲ့ဒီချိန်မှာဘဒူးမလောက်လေးပါတော့မကင်ဘူးအရှင်ကဆန္ဒပြောင်းဝိုင်းအနောက်ကအမိုက်လိုက်ောက်တယ်အဲ့ဒီအချိန်မှာတိုင်းပြည်ကိုညှိနှိုင်းပြီးတော့စစ်တပ်စစ်တမ်းလျားပြန်လိုက်မယ်ဆိုရင် အခုလိုမျိုး PDF တွေပေါ်လာစရာအကြောင်းရှိတာအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့မင်းတို့ PDF တွေကိုမုံလို့ရှိရင် PDF တွေပေါ်လာတဲ့ဇင်းမြစ်ကိုမင်းတို့တိဖို့လိုတယ်အဲ့ဒါပဲတော့အခုဖွေးဖွေးကိုထပ်ဖမ်းတယ်ရတဲ့ဖမ်းမင်းတို့ကတော့မင်းတို့မှာအကြောက်တရားနဲ့အနိုင်ကျင့်မှုလုပ်မှာပဲဒါပေမဲ့မင်းတို့လက်မှာခံနိုင်ရှိအောင်ကြိုးစားဖို့ဘာဖြစ်လို့လဲတော်လှန်ရေးအောင်ဝိုင်းရင်မင်းတို့ကအစနိုင်ရှင်ပြမှာကောနောက်ဆုံးနိုင်ရှင်ပြတော်လှန်ရေးရှုံးဝိုင်း တော်လှန်ရေးမှာပါဝင်တဲ့လူတွေကိုနိုင်ငံတကာကဝန်ရံပြီးကူညီပြီးနိုင်ငံတကာမှာခေါ်လုံခွင့်ရတယ်။နော်။နောက်ဆုံးတော်လှန်ရေးနိုင်ဝိုင်းမင်းတို့စစ်တပ်ထောက်ခံတဲ့အပိုင်းဝင်ဘလောက်ထလောင်မလဲငါတိကျင်တယ်။ဟမ်ဘယ်လိုပြေးမလဲ။လောလောဆယ်အခုတော်လှန်ရေးကဘက်ကလက်နိုင်ပြီးတော့မင်းအောင်နိုင်ကြာရှုံးသွားပြီ။နော်။ဒီစစ်တပ်ကလည်းဟိုနေ့ပြေသွားပြီးတော်လှန်ရေးကိုရှုံးသွားပြီ။ မင်းတို့ထင်တာကပါလေတော်လှန်ရေးအဖွဲ့တွေကဒီစစ်တပ်အားလုံးကိုလာတိုက်မှာစစ်တပ်ထဲမှာပြည်သူဘက်ကရက်တီတဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့တည်တာဟမ်မင်းတို့တွေးဘူးလားတော်လှန်ရေးထဲမှာမင်းတို့စစ်တပ်ထဲမှာပြောတာပြည်သူဘက်ကိုရက်တီနေတဲ့ဒါမဲ့လက်ရှိတော့မင်းအောင်နိုင်ရဲ့အောက်မှာနေနေရတယ်ဒါပေမဲ့ပြည်သူဘက်ကိုရက်တီတဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့တည်တာအဲ့တော့တော်လိုင်းချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါတွေအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မင်းတို့တွေဘယ်ကိုပြေးကြမှာလဲ အဲအဲ့ဒီ on နေတဲ့အခုကြော်မျိုးပြီးဆိုတော့တစ်ဖက်သားပေါ့ပေါက်ပန်းလေးဆက် on နေတဲ့ကောင်ဟမ်မပူးပေါင်းလို့ဖမ်းဖို့စီးဖို့ပြောနေတယ်ဆိုတော့မိမလောင်မိမရှာပါစက်ဟမ်အပြစ်လောက်လို့ကွာဒီယူကောက်ကိုတယော်လို့နောက်ဆုံးသူတို့ယူကောက်ကိုအာဘာဖြစ်လဲညာဖြစ်လဲစန့်ကျင်လိုက်လို့ဖမ်းဖို့អော်ရင်မပြောပါသေးဘူးအခုဟာမပူးပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းကွာမင်းတို့မလို့မင်းတို့မရှက်ဟမ်အဲ့တော့အဲ့ဒီကောင်ကယူကောက်ကိုလာဒီတော်လိုင်းရဲ့နိုင်ဝါလို့ရှိရင်မင်းတို့ဘယ်ကိုပြေးမှာလဲ အနည်းဆက်တော့ထိုင်းတော့ပြေးလာပါပဲထိုင်းပြေးကြည့်အမှစီးရိုက်တဲ့ခဏလေးမှာမင်းတို့ပြေးမယ့်နေရာမရှိဘူးအကောင်းပြောတာတော်လိုင်းနိုင်ဝါကြီးတော်ပြီးစစ်တပ်ထောက်ခံတဲ့ဒီလိုမျိုးလူမဆန်လောက်ရက်တွေကိုလှုပ်ခဲတဲ့လူတွေလှုပ်ဖို့မြောက်ပေးတဲ့လူတွေအကုန်လုံးကရာဇဝတ်မှုတင်မှာအဲ့ဒီချိန်ကျရင်ထောင်ထဲမှာအကုန်ပြေးမှာမပူနဲ့နော်အဲ့တော့မင်းတို့ကိုယ့်ဘက်ကိုကိုတွေးပါလူမဆန်တဲ့လောက်ရက်တွေကိုတအားကြီးလှုပ်လာရင်ဆိုရင်မကြပါဘူးချိန်နေကြရှောင်းနေတယ်တိလာဂရာဖီကိုကြည့်ပါ ဟာမင်းအောင်နိုင်အာနာရှိတယ်ဆိုတာဂရာဖီလာသိကောက်ပေါက်နေတော့ရှိတယ်တိလာဒါပေမဲ့ဂရာဖီဘယ်ဘွားရောက်သွားလဲနော်အဲ့တော့ငါတို့ရဲ့အင်ပါယာကြီးကမကြပါဘူးမကြပါဘူးထင်ရင်တော့မှားသွားလိမ့်မယ်ကြတဲ့တနေ့ငါတို့ဘာလုပ်မလဲခံနိုင်လားဆိုတော့တွေးထားပါနော်ပြည်သူတွေကတော့တအားကြီးနာကြီးနေပြီအခုမိုးကုတ်မှာတံပြီးတော့မိစ္ဆာနှင်းနဲ့တံပုံးတီးနေပြီမိုးကုတ်ကလည်းတနိုင်ငံလုံးအောင်ဝဲလာလိမ့်မယ်